Stainbow ကြားပရင်နဲ့ Run တို့စစ်မြေပြင်မှာစတင်တွေ့ကြပါပြီ Stainbow ကလည်းအညိုကြီးညိုပြီး Run ကိုတိုက်ဖို့ပြင်းပါတယ်ခဏနေသူ့ရဲ့ကြောက်စရာကောင်းတဲ့လက်နက်ကြီးကိုလှည့်ပြီးတိုက်ခိုက်တော့ Run ကလည်းပြန်လဲခုခံတိုက်ခိုက်ခဲ့ပါတယ် Run တယောက်လေးတစ်ဖက်ကအင်အားကြီးတဲ့ Stainbow တိုက်ခိုက်မှုကိုပြန်လဲခုခံနေရင်စစ်သူကြီးရောက်လာပါတော့တယ် Stainbow ကလည်းအားမရှိတဲ့ဝင်ပလွေနောက်တစ်ကောင်ပါလားပွဲကတော့လှသွားပြီဆိုပြီးပြောနေခဲ့တယ်ဒီလိုနဲ့ Run တို့နှစ်ယောက်သား Stainbow ကိုကြားညက်ပြီးတိုက်ခိုက်ပေမဲ့ Stainbow ကအင်အားကြီးတာကြောင့် အသားလေးကာကွယ်နိုင်ခဲ့တယ်။ခဏနေအင်အားကြီးတဲ့စတိန်ဘုတ်ကစစ်သူကြီးကိုအသေးသက်ဖို့ကြံပြီးကြောက်တဲ့တွန်းချလိုက်ပါတော့တယ်။ရန်လည်းသူ့ဦးလေးကြောက်ထဲကျသွားတာကြောင့်စိတ်ထိခိုက်သွားကမျက်ရည်တွေဝဲနေခဲ့တယ်။အဲဒါနဲ့စတိန်ဘုတ်လည်းလာပြီးဝင်းမလေးမင်းအလှပဲဆိုပြီးရန်ကိုတက်ဖို့ရွယ်လိုက်ပါတော့တယ်။ရန်တယောက်စတိန်ဘုတ်လက်ထဲမှာတေမလားရှင်မလားဆိုတာကိုတော့ကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ပါအောင်နော်။ရန်လည်းသူ့ဦးလေးကြောက်ထဲကျသွားတာကြောင့်ဒေါသတွေထွက်ပြီးခွေးမသာအသေးပဲဆိုပြီးဒါချင်းကျိမ့်ပါတော့တယ်။တစ်ဖက်ကလက်နက်အင်အားရောတိုက်ရိုက်ခိုက်ရောကောင်းတဲ့စတိန်ဘုတ်က ရန်ကိုအသာစီးယူပြီးတိုက်ခိုက်နိုင်မှာတော့တယ်။ပြေးတိုက်ခိုက်လာတဲ့ရန်ကိုအာကုန်သုံးပြီးတိုက်ချလိုက်တာကြောင့်ရန်တယောက်အရှာကြီးထိကလဲကျသွားပါတော့တယ်။ရန်လက်စတိန်မိုကအာပြပြင်းနဲ့တိုက်ခိုက်တာကြောင့်အရှိုက်ကိုထိသွားပါတော့တယ်။ခဏနေတော့လိုက်တင်းတက်မှုကခမဲတော်ပန်သာတက်တွေကိုဝင်းပရီတွေကတိုက်နေပြီးခမဲတော်ဗားဆက်လုံးမှလဲလို့မေးခဲ့တယ်။စတိန်မိုလည်းငါ့ကိုတော့မဆောက်ဘူး။တိုက်ချင်စိတ်ကစောင်းနေတာပဲလို့ပြောတော့ရန်တယောက်ထလာပြီးခွေးမာသားတွေဒီကနေဖြတ်တန်းဝင်မပေးနိုင်ဘူး။တက်ပြစ်မယ်လို့ပြောခဲ့တယ်။ တစ်ဖက်မှာလည်းဖာနီချာကရန်သူပန်သာတက်တွေကတထောင်လောက်ရှိတာကြောင့်မနိုင်မှာကိုစိုးရင်နေခဲ့တယ်။ဝင်းဘလူတွေအင်အားကလည်းနည်းနေတာကြောင့်ရန်သူတွေကိုမတော်လန်နိုင်မှာကိုပြောနေတာကြောင့်အိုနီဆမ်မာတယောက်အကြံထုတ်နေပါတော့တယ်။ခဏနေတော့ဖာနီချာကရန်သူနှစ်ဖက်လုံးအင်အားကအရန်တောင့်နေကြကြောင့်တက်ပြန်ဆုပ်ဖို့ပြောနေပါတော့တယ်။တက်ပြန်မဆုပ်ရင်နှစ်ဖက်မျှတိုက်တာကြောင့်အခြေအနေမကောင်းတာကြောင့်ချက်ချင်းဆုပ်ဖို့ပြောနေတာကိုခရစ်စတိုကလည်းသဘောတူခဲ့တယ်။အဲ့ဒါနဲ့အိုနီဆမ်မာကလည်း တခြားနီးလမ်းမရှိတော့ဘူးလားဆိုပြီးစဉ်းစားနေခဲ့တယ်ခဏနေတော့ဝင်းပလွေမျိုးနယ်ဆိုတာငါမိသားစုပဲအားလုံးကအကိုလိုမျိုးအဖေတယောက်လိုမျိုးအားကိုကြတာတကယ်လို့တက်ဆုပ်သွားရင်လဲရန်သူတွေကအဆုံးထိတိုက်ခိုက်ကြမှာရှုံးသွားရင်တိုင်းပြည်ကလူတွေကဂျုံတွေအဖြစ်ရောင်းစားခိုင်းစားခံကြရမှာတက်ဆုပ်သွားရင်ဝင်းပလွေမျိုးနယ်တစ်ခုလုံးသူများလက်အောက်ရောက်ပြီးဂျုံဘွားကိုရောက်သွားမှာကြောင့်ဒါကြောင့်လုံးဝတက်ဆုပ်လို့လည်းမဖြစ်သလိုအရှုံးပေးလို့လည်းမရဘူးဆိုပြီးအိုနီဆန်မာတယောက်ပြောနေခဲ့တယ်ဖန်နီရှာတို့ကလည်းအိုနီဆန်မာတယောက် ဝင်းပလွေမျိုးနဲ့စူကြီးကိုစေတနာအပြည့်စောက်ရှောက်နေတာကိုကြည့်ပြီးအံ့ဩမဆုံးဖြစ်နေခဲ့ကြတယ်။အိုနီဆန်မလည်းရောက်အောင်တိုင်မယ်။ငါဘယ်တော့မှငါမိသားစုကိုအဆုံးရှုံးမခံနိုင်ဘူးဆိုပြီးပြောနေခဲ့တယ်။တစ်ဖက်မှာလည်းပန်သာခေါင်းဆောင်အကိုတော်လူကအိုနီဆန်မထောင်ချောက်ဆင်မကိုကြိုသိနေခဲ့တယ်။ဘလောက်ပဲခေါင်းကောင်းပြီးပြည့်ရဲကျွေးနေပါစေ။ဒီတစ်ခေါက်တော့ငါတို့ပန်သာအောက်မှာပြပြဝေပြီးကြုံခံရတော့မယ်လို့ကြင်ဝါနေခဲ့တယ်။ပန်သာမျိုးနွယ်စုကအချိန်အခါမှာအားကောင်းနေတာကြောင့် အကိုတော်လူကအပေါ်စည်းကနေကြာရှုံးနေတဲ့အိုနီဆန်မာတို့ကိုကြည့်ပြီးလေလုံးထွားနေတာလေဖြစ်တယ်။ခဏနေတော့အကိုတော်လူကသူ့ပန်သားမျိုးနွယ်တွေကိုအမိတ်ပေးပြီးအရင်တစ်ခေါက်ရှုံးခဲ့တာတွေအတွက်ဒီတစ်ခါအနံ့ယူလက်စားချေရမယ်။ဝင်ပလွေမျိုးနွယ်တွေကိုမတိမချင်းတိုက်ဆိုပြီးအမိတ်ပေးခဲ့တယ်။တစ်ဖက်မှာလည်းခရစ်ကခမဲတော်အခုဘလို့လုပ်ဖို့စဉ်းစားထားလဲဆိုပြီးမေးခဲ့တယ်။တစ်ဖက်ပန်သားတက်တွေကခြေတက်လာပြီးဖြစ်တာကြောင့်ရန်ကိုပြန်ခေါ်မလားဆိုပြီးမေးခဲ့တယ်။အိုနီဆန်မာကလည်းအခုအချိန်မှတက်တွေပြန်ထားတာပဲကောင်းတယ်။ပြန်စုစည်းရင်အားနည်းချက်ဖြစ်သွားနိုင်တာမလို့ ရန်ကိုပြန်မခေါ်ဖို့ပြောနေခဲ့တယ်။ဒီလိုနဲ့အိုနီဆန်မှာလဲငါမှစတိန်ဖို့လို့စွမ်းအားတွေရှိလာရင်ကောင်းမယ်။အခြေအနေတွေကတခုပြီးတခုပြောင်းလဲသွားနိုင်တယ်လို့ပြောနေခဲ့တယ်။အိုနီဆန်မှာတယောက်အကြံထုတ်နေရင်ပန်းသာတက်တွေရောက်လာပြီးဝင်ပလီတက်သားတွေကိုတယောက်ပြီးတယောက်လှန်နေနဲ့ပြစ်ခတ်တက်ပြစ်ကြပါတော့တယ်။ဝင်ပလီစစ်သားတွေတယောက်ပြီးတယောက်ကြာသွားတာကိုကြည့်ပြီးပန်းသာခေါင်းဆောင်ကသူတို့နိုင်ပြီထင်ပြီးသဘောတွေကျနေခဲ့တယ်။ဝင်ပလီတက်တွေကလည်းအင်အားကြီးတဲ့ပန်းသာတက်တွေကိုကြည့်ပြီးသူတို့မနိုင်လောက်တော့ဘူးဆိုတာကိုသိတော့ပုံနေခဲ့တယ်။ ခဏနဲ့အတန်ကြီးတတန်ထွက်လာပြီးအိုနီဆမာတယောက်စီးတော်မြင်းစီးကရှေ့တန်းကိုထွက်လာခဲ့တယ်။နောက်ကနေဝင်းပလွေတက်တွေကလည်းအိုနီဆမာနောက်ကိုလိုက်ပြီးရှေ့တန်းထွက်ခဲ့ကြပါတော့တယ်။ပုံနေတဲ့တပ်သားတွေလည်းရှေ့တန်းကိုအားကျိုးမှန်တက်ထွက်လာတဲ့အိုနီဆမာကိုကြည့်ပြီးအံ့ဩနေခဲ့တယ်။တပ်သားတွေလည်းဘာဖြစ်တာလဲ။အိုနီဆမာဘာတွေဆက်လုပ်မလဲဆိုတာကိုအံ့ဩကြီးစောင့်ကြည့်နေခဲ့ကြတယ်။အိုနီဆမာလည်းရှေ့တန်းထွက်လာပြီးမကြောက်ကြနဲ့ဝင်းပလွေစစ်သားတို့ငါတို့အခုထိမရှုံးသေးဘူး။အားတင်းထားကြပါ ဝမ်ဘလီစစ်သားတွေကအမြဲတမ်းနိုင်နေတာအခုလဲနိုင်မှာပဲဆိုပြီးအားပေးလိုက်တော့စစ်တီတွေကသဘောကျပြီးအားတွေပြေးလာခဲ့တယ်ဖာနီရှားလဲသဘောထားပြေးပြီးစစ်သွေးစစ်မှန်ပြေးဝနေတဲ့အိုနီဆန်မာကိုကြည့်ပြီးသဘောတွေကျနေကြတယ်ခုနကအိုနီဆန်မာပြောသလိုပဲစတိန်ဘိုရဲ့လိုက်တင်းတပ်သားတွေအမြဲအားမှန်ပြေးဝနေတာစတိန်ဘိုကရှေတန်းကနေအမြဲအားပေးနေလို့ဖြစ်တာခေါင်းဆောင်ကောင်းပြီးပြီးရှေတန်းကနေဥဆောင်တိုက်ခိုက်ပြီးအားပေးနေလို့စစ်သားတွေကအားရှိပြီးတိုက်ပွဲတွေကိုအနိုင်ယူနိုင်တာလို့ပြောတာကိုကြည့်ပြီး ဖာနီရှာသဘောတွေကြာနေခဲ့တယ်။အဲဒါကြောင့်အိုနီဆန်မှာကိုယ်တိုင်ရှေ့တန်းထွက်လာပြီးစစ်တီတွေကိုအားပေးတာကြောင့်စစ်တီတော်တွေလည်းအားရရှိပြီးရန်သူကိုအနိုင်ယူခြင်းစိတ်တိုက်ခိုက်ခြင်းစိတ်တွေပြန်လည်ပြေဝလာပါတော့တယ်။ရှေ့တန်းထွက်လာတဲ့ယူရိုတို့ကိုကြည့်ပြီးဘန်သာကောင်းဆောင်ကစစ်တီတွေအားလုံးကြည်ထားကြ။အဲဒါယူရိုပဲဝင်ပလီကောင်းဆောင်သူကငါတို့ပြစ်မှာပဲ။ယူရိုကိုအရှင်လက်လက်ဖမ်းနိုင်ရင်ကြီးမားတဲ့ဆုလက်ပေးမယ်ဆိုပြီးကြေညာခဲ့ပါတယ်။အဲဒါနဲ့အကိုတို့လူပြီးမှတမူးကလည်းဆုလက်ကငါအတွက်ပဲဆိုပြီးတုတ်ဆိုင်မနေပဲ။ ယူတို့ကိုမြားနဲ့လှမ်းပစ်လိုက်ပါတော့တယ်ယူတို့လည်းစိတ်တူသွားပြီးဝင်ပလီစစ်တီတော်တွေငါ့ကိုယုံကြည်ထားကြငါ့အတွက်မင်းတို့အကောင်းဆုံးစ조사ပေးကြဆိုပြီးပြောကအားပေးခဲ့တယ်အဲ့ဒါနဲ့စစ်တီတော်တယောက်ယူတို့ကငါတို့အတွက်ခေါင်းဆောင်ကောင်းပဲသူ့ကြောင့်တိုင်းပြည်ကလည်းချမ်းသာကြွယ်ဝလာသလိုခါတိုင်းထက်စီကားตาရဝါပြောလာတယ်ငါတို့သားသမီးတွေကလည်းယူတို့ကြောင့်အစားကောင်းတွေလည်းစားရသလိုကြောင်းလဲနေရတယ်ယူတို့ကငါတို့အတွက်ညှော်နှင်းချက်ရောင်ကြီးပဲဒါကြောင့်ယူတို့ပြောတာမှန်တယ်ငါတို့အခုထိမရှုံးသေးဘူးစစ်တီတော်တို့ ယူရုကိုအကောင်းဆုံးကာကွယ်ပေးကြငါတို့ရန်သူတွေကိုနိုင်အောင်တိုက်မယ်ဆိုပြီးရှေ့တန်းကိုစစ်သွေးစစ်မှန်အပြည့်နဲ့ခြေတက်လာပါတော့တယ်ဝမ်ဘလီစစ်တီတွေကချက်ချင်းတခြားသူတွေအဖြစ်ပြောင်းလဲသွားပြီးပန်သာမြင်းတက်တွေကိုခနာလေးအတွင်းမှာအနိုင်ယူချိန်မုံနိုင်ခဲ့ပါတယ်ပန်သာကောင်းဆောင်လဲဝမ်ဘလီတပ်သားတွေအနိုင်ယူတာကိုကြည့်ပြီးဝေခွဲမြင်ရဖြစ်နေခဲ့တယ်ဖန်နီရှာလဲထက်မြက်လုံးတဲ့ယူရိုကြောင့်တပ်သားတွေပြန်အနိုင်ရလာတာကိုကြည့်ပြီးယူရိုကဝမ်ဘလီကောင်းဆောင်ကဲတင်ရှင်ပဲညာညာသွေးမြင်မာတာကြောင့်ချက်ချင်းတပ်သားတွေကိုအသက်သွင်းပြီးတိုက်ပွဲကိုနိုင်အောင်လုပ်နိုင်တယ် ယူရိုကတော့အမခန်းဆွမ်းအားရှင်ပါပဲလို့ဖန်နီချာကစီကျူးနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ရန်နဲ့စတိန်ဘိုတို့ကအင်းလိုက်အားလိုက်ရှင်းပြန်နေကြပါတော့တယ်။စတိန်ဘိုကလည်းအင်းအားသုံးပြီးရန်ကိုတိုက်ခိုက်နေတာကြောင့်ရန်တယောက်လဲကျသွားပါတော့တယ်။ဒီလိုနဲ့စတိန်ဘိုတယောက်ထွက်သွားဖို့လို့တော့ရန်လည်းထွက်သွားခွင့်မပေးနိုင်ဘူးလို့ပြောထားတယ်။သွားဖို့မစင်းစားနဲ့အဆုံးထိတိုက်မယ်ဆိုပြီးပြောခဲ့တယ်။စတိန်ဘိုလည်းရှေးတန်းရောက်နေတဲ့အိုနီဆာမာကိုမြင်ပြီးဘာလဲအိုနီဆာမာကငါ့ကိုအမြဲတမ်းအံ့ဩအောင်လုပ်နေတာလား။အခုလဲလုပ်ပြန်ပြီ။ဝင်ပလီမမင်းနဲ့တိုက်တာကပြောစရာမကောင်းတော့ဘူး။ ငါစိတ်ဝင်စားတာအိုနီဆန်ပါပဲသူ့ကိုတွားတိုက်တော့မယ်လို့ပြောနေတော့နင်းကညာနေလို့မရဘူးငါပညာအကုန်ထုတ်သုံးတော့မယ်နင်းကိုတေးအောင်တတ်မယ်ဆိုပြီးရန်တယောက်ကဲယောင်းထားတဲ့မော်ပညာတွေထုတ်သုံးပါတော့တယ်ရန်လေးစတိန်မှုကိုလာခဲ့စမ်းခမဲတော်တင်ပေးထားတဲ့ကိုဟန်အနေအထားပြောင်းနီးပညာနဲ့တိုက်ခိုက်မယ်ဆိုပြီးစိန်ခေါ်ခဲ့တယ်။စတိန်ဘိုတယောက်လည်းစကားများတဲ့ဝင်ပူလီမကိုအသေးတက်မယ်ဆိုပြီးတိုက်တော့လက်နက်အင်အားတားတဲ့စတိန်ဘိုကရန်ရဲ့ဓာအဝေးကိုရောက်သွားအောင်လုပ်ခဲ့ပါတယ်။ခဏနေရန်ကိုအသေးတက်ဖို့ပြေးလာတဲ့စတိန်ဘိုတယောက်ကို အပေါ်ကနေပြုတ်ကျလာတဲ့ဓာတ်နဲ့ရန်ကအချိန်မီထိုးလိုက်နိုင်မှာတော့တယ်။ရန်လည်းအနာယူနေတော့အိုနီဆန်မာတို့ဘက်ကဂဇက်ခံတက်တွေခြစ်တက်လာတယ်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။တိုင်းပြည်၃ခုလောက်ပေါင်းပြီးဝင်ပလီတက်တွေကိုတိုက်ခိုက်နေသလားတောင်ထင်ရပါတယ်။ရန်လည်းချက်ချင်းခေါင်းမော်ပြီးအိုနီဆန်မာတို့ဘက်ကိုလှည့်ကြည့်လိုက်တော့ဂဇက်တက်တွေအင်လိုက်အားတိုက်ခြစ်တက်လာတာကိုတွေ့လိုက်ရပါတော့တယ်။ဒီလုံနဲ့ဓာတ်ထိသွားတဲ့စတိန်ဘုတ်ကလည်းမင်းတိုက်ချက်ကတော်တော်အထိနာတာပဲ။မင်းနိုင်ပါတယ်။လောလောဆယ်ငါတို့လိုက်တင်းတက်သားတွေနောက်ပြန်ဆုတ်ဖို့ကလွယ်ပြီ။ တခြားနီးလည်းမရှိတော့ဘူးမင်းနာမည်လေးကိုလည်းမှတ်ထားပါမယ်အခွင့်အခါကြုံရင်ပြန်ဆောင်ကြတော့ဖို့ဆိုပြီးပြောကစတိန်ဘိုတယောက်သူ့တက်ကိုပြန်ဖို့အမိတ်ပေးပါတော့တယ်တပ်သားတွေကလည်းခမဲတော်ပဲပြန်ဆုပ်ပါကျွန်တော်တို့ဆက်တိုက်လိုက်ပါမယ်ဆိုပြီးပြောနေပေမဲ့စတိန်ဘိုကမင်းတို့ကိုထားခဲ့ပြီးငါတယောက်တည်းမသွားနိုင်ဘူးအားလုံးအတူတူပြန်ကြမယ်ဆိုပြီးအမိတ်ပေးခဲ့တယ်စတိန်ဘိုလည်းထွက်သွားရောရန်တယောက်ချက်ချင်းဦးလေးဖြစ်သူကိုသွားကြည့်ပါတော့တယ်ဦးလေးဖြစ်သူတည်သွားပြီးအထင်နဲ့ရန်တယောက်ငုံနေတော့ဦးလေးကစကားအနည်းငယ်ပြန်ပြောတာကြောင့်မတည်ဘူးဆိုတာသိပြီး ရန်တယောက်ဝမ်းသာသွားခဲ့တယ်။ရန်လည်းဦးလေးဖြစ်သူကိုထူပြီးစေးအမြန်ကူပေးမယ်ဆိုပြီးတွဲသွားပါတော့တယ်။တပတ်မှလည်းအကိုတော်လူကသူ့တပ်သားတွေကြာရှုံးနေတာကိုကြည့်ပြီးမဖြစ်တော့ဘူး။ဒီလိုပဲထပ်ပြီးအရှုံးပေးလို့မဖြစ်ဘူးဆိုပြီးပြောနေတော့ပန်သာဆုံးမကိုအကူညီတောင်းကယူဒိုစီသွားလုပ်ခဲ့တယ်။ခဏနေဆုံးမရဲ့မော်ပညာကိုသုံးပြီးတပ်သားတွေသူ့ကိုမတားနိုင်အောင်လုပ်ကယူဒိုစီထွက်လာပါတော့တယ်။ဖန်နီရှာကလည်းအကိုတော်မော်ပညာကိုသုံးပြီးလာနေတာသိတာကြောင့်အိုနီဆာမကိုသတိပေးခဲ့တယ်။အိုနီဆာမကလည်းတိုက်ပွဲရှုံးနေပြီဆိုတာသိတာကြောင့် အကိုတော်လူကိုချက်ချင်းပြန်လှည့်ဖို့တတိပေးခဲ့ပါတယ်အကိုတော်လူကလည်းဂယူးမဆိုင်ပဲအိုနီဆာမာကိုတတ်မယ်ဆိုတဲ့စိတ်နဲ့ပြေးဝင်လာပါတော့တယ်ပြေးဝင်လာတဲ့အကိုတော်ကိုအိုနီဆာမာကတိုက်ချက်ကောင်းကောင်းနေနဲ့ကာကွယ်နိုင်ခဲ့ပါတယ်အကိုတော်လည်းသူ့တိုက်ခိုက်တာကိုရှောင်နိုင်တဲ့အိုနီဆာမာကိုကြည့်ပြီးအံဟောနေခဲ့တယ်နောက်ဆုံးမှာတော့အိုနီဆာမာရိုက်ချက်ပြင်းလာကြောင်းအကိုတော်လူလည်းလဲကျသွားပါတော့တယ်အားလုံးလည်းပြီးသွားရောပန်သာဆုံးမကအိုနီဆာမာကိုထိန်းချုပ်လိုက်ပြီးပျောက်ကွယ်သွားအောင်မောပညာတွေကိုသုံးလိုက်ပါတော့တယ်ဖန်နီရှာလေးရုတ်တရက်အိုနီဆာမာပျောက်သွားတာကြောင့် ရင်ကွဲမတက်ငိုကျွေးနေပါတော့တယ်ဒီလိုနဲ့အိုနီဆန်မာတယောက်သူ့ကဘာမျိုးကိုပြန်ရောက်သွားပြီးမေဆူကီလေးနဲ့ပြန်လဲတွေ့ဆုံရင်အပိုင်းတစ်ဆယ်ဇလန်းလေးလဲပြီးဆုံးသွားပါတော့တယ်ကပရိသတ်ကြီးရဲ့နောင်လာမယ့်အပိုင်းဆက်တည်းလေးမှာတော့အိုနီဆန်မာမရှိတော့ဝမ်ဘလီတိုင်းပြည်ကြီးကဘာဆက်ဖြစ်မလဲဆိုတာအတူတူစောင့်မျှော်ကြည့်ရှုလိုက်ပါနော်